မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာကဒီ2025ခုနှစ်မေလအပြင်မှာဥစွာပထမတနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်ဒလစာဟောစရန်ကျင်းနဲ့ချောင်းရံဆောင်းရံအတွက်ကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဥစွာပထမတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆဆရရအဆင်ပြေကြပါစေကြောင်းနဲ့ဘယ်ကနေကြည့်နေရလဲဆိုဆရာကဥစွာ comment လေးမှတ်ပေးကြပါအောင်ခင်ဗျာနော်တနင်္ဂနွေသားသမီးမိတ်ဆွေတွေ2025ခုနှစ်မေလအပြင်မှာမိတ်ဆွေတို့အနေနဲ့လက်ရှိမှာ ဘာကိုလှုပ်လှုပ်အစမှယုံကံရတတ်တယ်နည်းနည်းလေးလရဲ့အစပထမအပတ်မှာကံရဲ့အညာလေးတွေကြုံနေရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လရဲ့အစမှတိုးချဲ့လှုပ်ဆောင်တာမျိုးမလုပ်သင့်ဘူးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲကျမ်းမာရေးရှူရှာတာမျိုးတွေကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲကျမ်းမာရေး ဟိုညံ့နေတာမျိုးလေးတွေကြောင့်အစင်းမြေကြိုက်တာမျိုးခန္ဓာကိုယ်နာကျင်ရတာမျိုးတွေတစ်ခုပြီးတစ်ခုဖြစ်တတ်တဲ့အတွက်လရဲ့အစမှာတော့မေလအစမှာတနုနေသားသမီးတွေအထူးကယူဆိုင်တတိထားဆင်ကျင်တင်တော့လဖြစ်ပါတယ်တို့အပြင် မကောင်းတဲ့အတက်ပညာတွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအနဲ့ပတ်သက်ပြီးမနာလိုလို့မကောင်းတဲ့အတက်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုဂယူဆိုင်တတိထားဆင်ကျင်ရန်လိုအပ်တော့လဖြစ်ပါတယ်ခင်ဗျာ ထို့အတူမိတ်ဆွေတို့အလောက်ကလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်လာရင်တလူငယ်သားသမီးမိတ်ဆွေတွေဟာလရဲ့ပထမ9ရက်တော့ကြော်မသားအရေးကြီးသောလုပ်ငန်းတွေအရေးကြီးတဲ့စောင်းသားရေးကိစ္စရပ်တွေကိုပြုမှုဆောင်ရွက်ရင်ကောင်းမွန်မဲ့ကာလဖြစ်တယ်။လုပ်ငန်းနဲ့ပတ်သက်ရင်တော့အလုတ်စ်စတင်လှုပ်ဆောင်တာမျိုးဥဆောင်လှုပ်တာမျိုးအာမခံလှုပ်တာမျိုးလေးတွေအဲလှုပ်ဆောင်ရတာမျိုးလေးမှာအနည်းငယ်လေးပို့မှုသတိထားတင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးသဖြင့်ဘာကိုလှုပ်လို့ တေချာတဲ့မိတ်ဆွေတို့ငားလာပိုင်းဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်ပြီးပေါ်လာရတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဘာကိုလုပ်လို့ကိုယ့်ကိုအပြိုင်ဆိုင်နေများစွာကြုံရတတဲ့အတွက်ဇွဲရှိရှိနဲ့ဇောက်ရှာပြီးလုပ်မှသာအောင်မြင်မယ်ပြဿနာတွေမကောင်းပြောခံရတာမျိုးမိမိကိုတပုတ်လေးနဲ့ပြောခံရတာမျိုးတွေကြုံရတတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တလုံးလေးသာပြီးမိတ်ဆွေတွေအနေနဲ့ဘာကိုဖြစ်ဖြစ်ပြဿနာတွေတပုတ်လေးတွေကိုမျက်နှာရှင်းဆိုင်ဖြေရှင်းနေတာမျိုးထက်ဥပိ္ပခါပြုတာတာပိုကောင်းပါတယ်ပြဿနာကိစ္စတွေပေါ်လာတဲ့အခါမှာရှင်းလေးရှုပ်လေးရှင်းလေးရှုပ်လေးဖြစ်ရတတဲ့အတွက်ကြောင့်မလို့တနေ့ င်းလေတာသမီးမိတ်ဆွေတွေကဒီရက်9လပိုင်းဆိုတဲ့ကာလအတွင်းတွင်မှာတော့ပြဿနာကိစ္စရက်တွေကိုဖြစ်နိုင်ရင်ဥပိ္ပခပြုထား၊ငကလက်ပြုထားတာကောင်းတယ်။ထို့အတူပဲမိတ်ဆွေတို့မိတ်ဆွေဟောင်းအပေါင်းတင်ဟောင်းနေတဲ့ပတ်သက်လို့ညံ့ပါတယ်။လုံငန်းကန်ကန်နဲ့ပတ်သက်ရင်ဥစွာညံ့တာလေးတွေဆရာဥစွာပြောပြမယ်လုံငန်းခိုင်ခန်းနဲ့ပတ်တိုင်တနင်္ဂနွေသားသမီးတွေကမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းအလုပ်ဟောင်းတွေညံ့ပါတယ်လုံငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးတက်အစ်စ်လှုပ်ဆောင်တာမျိုးကပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာ ထို့အပြင်အိမ်တွင်းကိစ္စတွေမိသားစုရဲ့ကိစ္စတွေအမွေကိစ္စတွေအမှုကိစ္စတွေကိုဖြစ်နိုင်ရင် ကိုကိုယ်တိုင်နဲ့မပြုတ်လို့နဲ့ အဲ့ဒီလိုဖြစ်နေတဲ့သူတွေကိုလည်းမကူညီပါနဲ့အိမ်တွေကိစ္စတွေမှာမိသားစုရေးကိစ္စတွေတော့အစတွေမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲရတာမျိုးလေးတွေကိုယ့်အကြောင်းဆိုပြီးတော့ဘိုင်နှိမ့်တက်တက်တဲ့အတွက်ကြောင့်မလို့မိမိအနေနဲ့အိမ်နဲ့အဝေးကိုသွားပြီးတော့လောက်တာမျိုးလေးတွေခရီးသွားကိစ္စမျိုးလေးတွေမှာပုံမူအားသာကောင်းမှမှာတယ်ဒီငါးလပိုင်းဆိုတဲ့ကာလအတာတော့ပြမှာဆိုတော့ဒီလိုလိုနေသားသမီးတွေဟာငွေကြီးနဲ့ပတ်သက်ရင်ငွေဝင်ကိန်းရှိပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ဘာမှမခက်ခဲဘူးအိမ်တွင်းရင်မိသားစုရေးလူမှုရေးကိစ္စလေးတွေမှာတော့တော်တော်လေးဂရုစိုက်တည်ထားရမယ် ဒီလိုမျိုးမကောင်းပြောခံရတဲ့အခါမှာလူမျိုးရေးကိစ္စတွေတဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာအတိုက်အခိုက်တွေကြုံလာရရင်မကောင်းတဲ့တည်တင်တွေပပျောက်စေဖို့အတွက်ဆိုရင်ဆရာရေရရာလေးတပါတယ်ပြောပြပါမယ်ဆရာတို့ပကံများထဲမှာဈေးကနေပြီးတော့ဂျင်းတက်ကြီးကြီးကလေးဝယ်လိုက်ဂျင်းတက်ကြီးကြီးကလေးကြီးလေကောင်းနေပဲဝယ်ပြီးတော့ပကံများထဲမှာအဲ့ဒီဂျင်းတက်ကိုထက်အပေါ်မှာဖျောင်းနိုင်တင်ထွင်းပြီးတော့ဟိုမိတ်ဆွေတို့ရဲ့ဇပွဲအမြင့်တနေရာမှာထွင်းပါဂျင်းထဲတာတွေအားလုံးဟုံရွေဖြစ်စေမဟုံရွေဖြစ်စေအပုတ်တွေကြော်နေတာတွေအားလုံးပျောက်သွားပါလိမ့်မယ် မပြောင်မရှင်းထွင်းပါခင်ဗျာနော်ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကောင်းပြီငွေကြေးနဲ့ပတ်သက်လာရင်ထီကန်ဆန်းလို့ကောင်းတယ်ထီပေါက်နိုင်တယ်မမြင်ရတဲ့အဆောင်ချောက်ပထမ်းဆက်တွေရဲ့ပုံကွယ်ဆက်တွေအကူအညီတွေရရှိတတ်တယ်လို့တပည့်သားသမီးတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးကံတွေအထောက်အကူရရှိတာမျိုးလေးတွေကြုံရတတ်တယ် တရွာမှာပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲနေရာထိုင်ရင်းအပြောင်းလဲအလိုပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများဘာကြောင့်မှတုံဆိုင်မနေပဲနဲ့အပြောင်းလဲနဲ့ရဲဝန်းနဲ့ရှေ့လို့ဆောင်ရလှုပ်ဆောင်မှာအကျိုးပေးပါတယ်နိုင်ငံခြားကိစ္စခီးသွွားကိစ္စပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ရှေ့လို့ဆောင်ရရင်ထူးထူးခြားခြားနဲ့ကံကောင်းခြင်းတွေရရှိပါမယ်ခင်ဗျ အဝေးတနေရာကဆွေမျိုးသားချင်းတွေအဆက်အသွယ်ပြတ်နေသူတွေတဦးတယောက်နဲ့ငဘူကဝေးကွာနေတော့မိတ်ဆွေတွေပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်တည်င်းကြရတာမျိုးတွေကြုံရတတ်တယ်။ယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်ယာရုပြောင်းတာမျိုးတွေယာရုတတ်တာမျိုးတွေယာရုတိုးတာမျိုးတွေကြုံရနိုင်သောကာလဖြစ်တဲ့အတွက်တော့ချစ်တိုးဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလဖြစ်ပါတယ်။အလုံဟောင်းမိတ်ဆွေဟောင်းတွေအပေါင်းတင်ဟောင်းတွေရီစာဟောင်းတွေချစ်သူဟောင်းတွေအားလုံးအဟောင်းဟောင်းတွေအားလုံးကညံ့ပြီးတော့အစ်စ်တွေကိုစတင်လှုပ်ဆောင်ရင်ပုံမအားပြုကောင်းမွန်စေတော့လာဖြစ်ပါတယ်။ ွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ခြံထွက်သီးနှံတွေကွန်ကွန်တို့ကွန်ပျူတာတို့အစရှိတဲ့တနင်္လာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အရာလေးတွေမှာအကျိုးပေးဆောင်ရွက်ပါငွေကြေးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြေးတွေမှာပြန်လဲတောင်းတာမျိုးတွေရရှိတတ်တယ်ထူးထူးခြားခြားဒီလမှာဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုညီကိုမှန်တော့သားချင်းတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောကာလဖြစ်ပါတယ် ရာထူးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ရင်ရာထူးလုပ်ငန်းအပြန်အဆိုင်တိုက်ခိုက်ပြီးပေါ်တက်တယ်လို့အထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာစကားပြောအဖြစ်နိုင်လို့ရှိရင်အထက်လူကြီးကကိုယ်ကိုညှိုးတာမျိုးတွေမုန်းတာမျိုးတွေအထင်လွဲတာမျိုးတွေကြောင့်နည်းနည်းလေးအလုပ်ထဲမှာတော့စိတ်ပန်းလူပန်းဖြစ်အားတက်တယ်။ဘာကိုလှုပ်လှုပ်ငါးလပိုင်းဒီမှာစတင်အစမှာတော့နည်းနည်းလေးရုန်းကန်ခက်ခဲတက်တယ်ဆိုတော့ကိုတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ ပတ်စဖို့ဆိုင်ရာလုပ်ငန်းတွေပြည်ပပြည်ပခီးသွွားဆိုင်ရာလုပ်ငန်းတွေမှာရှေ့သူဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်။ထို့ပြင်လူငယ်တွေအခြေအနေမှာတော့ရှစ်သူကြီးစားရရှိနိုင်တယ်မိမိရှစ်တော်မြန်လို့တော့သူကိုဖွင့်ပြောတာမျိုးရှစ်သူကူးစားဗတ်ပေါ်တာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်။ငကူကအဆက်အသွယ်ပြတ်နေသူတွေတွေးအေးနေတဲ့အခြေအနေမှာတော့ပြန်လဲနှွေးထွေးမှုနဲ့အေးချမ်းမှုတွေရရှိလာမယ်လာဖြစ်ပါတယ်။ အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အိမ်တော်ရှင်မြခုကတော့နည်းနည်းလေးညံ့ပါတယ်ဝေးနေတာကောင်းတယ်ဆိုတဲ့အတိုင်းကွဲနေတဲ့မိတ်ဆွေဝေးနေတဲ့မိတ်ဆွေများခုကတော့အဲဘာမှစူးစူးဝါးဝါဘာမှမရှိပါနဲ့အနီးကပ်နေတဲ့မိတ်ဆွေများခုကတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေဒီမိသားစုတွေအိမ်တော်ကြီးမှာမျက်နှာရှင်းဆိုင်ကိုပြဿနာတက်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးကိစ္စအိမ်တွင်းကိစ္စမိသားစုရဲ့ကိစ္စတွေမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ရှေ့ဆက်သွားမှာပုံမှုအောင်မြင်နိုင်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအဲတယောက်နဲ့တယောက် ဟိုမိမိရဲ့အိမ်အောင်ပတ်ကြောင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့လဆိုတာကတော့မလွဲတဲ့မသိဂျုံကနိုင်ပါလေခင်ဗျာဒီလတာတော့တွင်မှာအထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စမ်းစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ယင်အကျိုးပေးပါတယ်ကွန်ပျူတာစာရေးကိရိယာအုပ်တဲ့ကြောက်တန်းတော့အဆရှိတဲ့အရာလေးတွေစေဝါဆိုင်ရာလုပ်ငန်းလေးတွေစားတောက်ကုန်ဆိုင်ရာလုပ်ငန်းလေးတွေစသောအရာမျိုးလေးတွေရှိတူဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းကောင်းမှုခြင်းနဲ့တိုးတက်နိုင်တယ်လို့တရားမှာပြောသူကောင်းမှဖြစ်စေတဲ့အတိုင်းအပြောင်းလဲနဲ့ လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားပြုကောင်းမှုပြီးတော့အားသာနိုင်သလိုအလူတန်းကိစ္စလေးတွေဘာသာရေးဆိုင်ရာပရာဟိတဆိုင်ရာလေးတွေလည်းများစွာပြုလုပ်ရတတ်သောလာဖြစ်ပါတယ်ခမညာထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်မိမိတို့အနေနဲ့အဲမိမိတို့ရဲ့ကံဟာဟိုဒီလတာတော်တွေမှာဘလောက်ပဲခက်ခဲစေကမှုအဆုံးတက်မှာတော့အောင်မြင်ခြင်းတွေရရှိသွားမယ်နှစ်ဖြစ်တဲ့အတွက်အစမှညံ့မလို့လို့နဲ့အဆုံးတက်မှာကောင်းမှုမယ်လာဖြစ်ပါတယ်ခမညာဒါအပြင်မိတ်ဆွေတို့အနေနဲ့အချိုးပေးသော အယောင်နေလဲဆိုရင်ဒီလတာတော်တွင်မှာဆိုရင်အကျိုးပေးသောအယောင်ဟာအနီရောင်အစိမ်းရောင်ခဲရောင်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာနိုင်တယ်လို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဘာလို့လို့လို့ဇနီသားသမီးတနင်္လာသားသမီးတွေနဲ့တွဲပတ်လို့ရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်မှုနဲ့အထောက်အကူဖြစ်စေတယ်လို့ဇနီရက်တို့တနင်္လာရက်တို့မှာစတင်ပြုလုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ဘာကိုဖြစ်ဖြစ်လရဲ့အစာမှာမလို့ဆောင်ပါနဲ့အားနေစီပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်နှစ်ကဏ္ဍခုနှစ်ကဏ္ဍ ကိုကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ပါတယ်အချိုးပေးစီတော့နော်ဟုတ်အချိုးပေးစီတော့လုပ်ငန်းဆောင်တာအနေနဲ့ဆိုလို့ချင်းတော့မိတ်ဆွေတို့ရဲ့အရေးကြီးတော့ကိစ္စလေးကိုလှုပ်ဆောင်တဲ့အခါမှာပြောဆိုတဲ့အခါမှာအောင်မြင်စေရန်အတွက်ဆိုရင်မိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စလေးဆောင်ရွက်တဲ့အခါမှာအဲလမ်းပေးမှ ွာလာနေတဲ့အခါမိမိတို့ခကြီးသွားကိစ္စအရေးကြီးကိစ္စတွေအစဉ်ပြီးအောင်မြင်စေဖို့အတွက်လမ်းမှာတွေ့ရကြောက်ခဲကလေးအသေးလေးနှလုံးကိုဆောင်ယူပြီးတော့မိတ်ဆွေတို့ရဲ့လိုရာကိစ္စကလေးတွေကိုပြောဆိုဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိနိုင်တော့လာဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့နှစ်ကဏ္ဍ ပြောပြီးသွားပြီเนาะအကျိုးပေးစီတော့အရာဟာအရှိစူးစူးအရာဖြစ်ပြီးတော့စန်းတီယာအရာကတော့အနောက်တောင်တောင်အရာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာပရိသတ်ရှင်နေရမှာတော့အမှုပညာဆိုင်ရာလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့တန်းလုံးတွေသားသမီးတွေညံ့ပါတယ်အတက်နိုင်ဆုံးတပုတ်လေးလွန်ပြောခံရတာမျိုးလေးကြုံရတတ်ပါတယ်။ဒါအပြင်အဖွဲအစည်းအသင်းအဖွဲနဲ့အများနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့လှုပ်ရတဲ့တနင်္လာနေ့တာသမီးများအဖို့ဒီကလာတော့ဒီမှာဖြစ်နိုင်ရင် နည်းနည်းလေးကံလေးကညံ့နေအမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီပခုဗေဒင်ဗေဒဆန်းကြံတရုပ်ဆောင်တဲ့ပတ်သက်တာတွေအားနည်းစီတော့လာဖြစ်တာတော့အတိအကြပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အများနဲ့ပတ်သက်လာရင်မိမိရဲ့အတွေးခေါ်တွေကနည်းနည်းလေးဟိုဆွနာလို့ပေါ့ကံခေနေတာမျိုးလေးတွေကြုံရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတတိထားစင်ရင်လိုအပ်ပါတယ်ဒီလာတာတော့ဒီမှာဘာကိုလှုပ်လှုပ်တနင်္ဂနွေတနင်္ဂနွေရင်တွဲလောက်တာမျိုးအရေးကြီးတဲ့ကိစ္စတွေကိုတရက်နေလို့တနင်္ဂနွေရက်တော့ အဲ15ရက်တို့14ရက်တို့မှာအတက်နိုင်ဆုံးစင်ရှင်တတိထားလှုပ်ဆောင်ပြီးဖို့လိုအပ်ပါတယ်ခမရပတိထားစင်ရှင်ရမယ်အရာကတော့အဟောင်းနေအားလုံးကိုညံ့ပါတယ်မိတ်ဆွေဟောင်းအပေါင်းသင်းဟောင်းစက်ပစ္စည်းဟောင်းယင်ဟောင်းကြီးစားအောင်ချစ်သူဟောင်းတွေကညံ့ပါတယ်ခင်ဗျတပုတ်လေးမျိုးပြောခံရတတ်တယ်အမှုကိစ္စတွေအမွေကိစ္စတွေဖြစ်နိုင်ရင်မကူညီပါနဲ့ကိုပါရောပြီးတော့အပူကူတတ်ပါတယ်ဘာလို့လဲလို့ဒီလာတာတို့တွေမှာမိတ်ဆွေတို့အနေနဲ့အဲအရေးကြီးသောစောင်းတာ မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်ဘာကိုလှုပ်လို့တတိထားစင်ကြရမယ်အရက်ခྱི་သွားရံအတွက်ဆိုရင်လို့ရှိရင်မျက်နှာမမှုသွားတင်တဲ့အရက်တတိထားစင်ကြရမယ်အရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတဲ့အခါအမီခိုးရအောင်လို့မဲနယ်ရအောင်လို့ဝစ်စင်လာလေးတွေကိုတတိထားစင်ကြင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုတွေကကြံ့ကြာစေနိုင်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းဖတ်စီဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခဲတံလေးတစ်ချောင်းနဲ့ ခုနှစ်ချက်တိတိထိပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွက်သွားပါလိမ့်မယ်ခင်ဗျာ ပညာရေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတနင်္ဂနွေသားသမီးတွေအယုံကန်ရတာမျိုးလေးတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်တဲ့အတွက်တက်မြောက်ပြီးတော့အရာကိုသာအသုံးချပါလို့ပဲဆရာကအကြံပေးလိုပါတယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင်အဲလူမှုရေးကိစ္စတွေဆွဆွဲခံရတတ်တယ်။အယိုးဆွဆွဆွဲခံရတတ်တဲ့အတွက်တော့သတိထားသွားလာတာဟာပုံမကောင်းမွန်တော့လာဖြစ်ကြောင်းဆရာကထပ်လောင်းပြောလိုပါတယ်။မိတ်ဆွေတို့အနေနဲ့အဆက်ဆက်အရာအစဉ်ပြေအောင်မြင်စီပြီးတိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ကြေရာမပြောမိမှာ ရန်ကုန်တိုင်းမှာပြည်နေရှိရင်ခွန်ကို3ည2ကို3ည4တက်လျှောက် WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနဲ့เสียတက် TikTok Messenger မှာဗီဒီယိုမဟောကြောင်းကိုထပ်လောင်းဩပါပြုရင်းနဲ့မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေစဉ်ရအဋ္ဌထံဝင်လို့တပတ်ဆိုလို့ရှိရင်တော့အဋ္ဌထံပြုလို့တဲ့မိတ်ဆွေများအဖို့ကတော့ဆရာတို့ရတေကြီးဥခန်ကြီးရဲ့ဂါရာကိုပဲပဒီစိတ်တာမျိုးဖြစ်စီ ယတိဥခဏီရဲ့ပဋိစိတ်ကြီးဖြစ်တဲ့အရဟံတိတ်ကြီးဘဂဝါအောင်ဆိုသောပဋိကိုတနည်းကို၅ပတ်နှုန်းနဲ့မိမိတို့၁၁ရက်ပဲဝင်ဝင်မိမိတို့နည်းနဲ့၆ရက်ပဲဝင်ဝင်နိုင်ရာလေးကိုအတိတ်ခံပြုရင်အောင်မြင်တိုးတက်ပြီးတော့အဆင်ပြေသွားမှာအသေးချာပဲဖြစ်တယ်ခင်ဗျာကန်ဆာတာညံ့နေတာတွေကိုပြေပြောက်စေဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့နည်းနဲ့ကန်ဆာတာညံ့နေမှုတွေကိုအားနည်းစေမှုတွေကိုပြေပြောက်တိုးတက်စေရအတွက်ဆိုလို့ရှိရင်တော့မိမိရဲ့အဝေအစားအဟောင်းလေးကိုမိမိရဲ့မွေးနေ့မှာမရှိစင်းရဲသားတော့เนาะ ဟိုဆွမ်းရလို့ပေါ့ရှေ့ရှေ့လက်အင်ကရှုပ်တဲ့နေတွေသူတွေကိုလှူတန်းရင်ကံကောင်းစီပါတယ်အဆက်ဆက်ရရာစင်ပြေစီပြီးအငွေကြေးကံအားကောင်းစီရန်တို့ကပြုလုပ်ရမယ်ရရာအနေနဲ့ဆိုရင်တော့ဆရာတို့ဟိုမိတ်ဆွေတို့ရဲ့ဟာလာဟိုအိမ်မှာကျွေးပကံများတစ်ချက်အဝိုင်းလေးထဲမှာဖြစ်စီเนาะကျွေးပကံများတစ်ချက်ထဲမှာမပါတော့မလဲဆိုတော့ဆရာတို့စထဘဝလို့ရေးလိုက်စဒဘဝလို့ရေးလိုက်စထဘဝလို့ရေးပြီးသွားတဲ့အခါမှာမိတ်ဆွေတို့ရဲ့အဲ့ဒီရဲ့เนาะစထဘဝရေးထားတဲ့ကျွေးပကံများထဲမှာ ပေါင်မုတ်က200ချက်ဒါပြီးတော့တောက်တော်ကြီးကတစ်ခွက်လှူပြီးတော့မိမိတို့အနေနဲ့ငွေကြေးကံကောင်းစီဖို့အတွက်အစင်ပြေအောင်မျက်စွာဖျားရှင်မှာဆူတောင်းရင်ကန်စာတာကောင်းပြီးတော့အဆဆာရရအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးငားလာပိုင်းအတွင်းမှာအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကမေတ္တာပို့ဆူတောင်းရင်းနဲ့တနင်္လာသားသမီးတွေအလဲကိုဆက်ပေးရစေခင်ဗျာ